မင်္ဂလာပါရှင် PK Honda Story Channel ရနေပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမိုးထွန်းမကွေးရေးသားထားတဲ့ပါရမီရှင်မောင်သူရရဲ့ဏိဒန်းနဲ့အတွေ့အကြုံဇာတ်လမ်းလေးကသူရနဲ့မဖဲဝါတွေ့ဘူးတဲ့ဘူဝမြတ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့တူအသေးသေးလေးတင်တာအမြဲတည်စေဖို့အတွက်ဘေးနားနိုဒီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါရစေရှင် ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်ဇလန်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်။စောင်းကုံလိုຫນွေကူလေယူးများတိုက်တဲ့အချိန်လေးပဲဖြစ်ပါတယ်။နေဘူးလိုညချမ်းတပေါင်းလာတရန်ဆိုသလိုနေမှာပူအိုက်ခါညနေမှောင်ပြိုးစားအချိန်ရောက်ပြီဆိုတာနဲ့အနှွေးတွေတွေကိုဝှက်ထားရပါတယ်။ညမှောင်ပြီဆိုတာနဲ့သူရတို့ကာလာသားတစုကအနှွေးတွေလက်ရှိတွေဝှက်ကိုဝမဆောင်ဘက်ကဘိုးအောင်မြတ်တို့ဝိုင်းကိုတွားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ဘိုးအောင်မြတ်ကသူ့ရဲ့ကိုယ်တွေဖြစ်ရမှန်လေးတွေကိုအမြဲတစေပြောပြလဲရှိတာကြောင့်ပဲဖြစ်ပါတယ်။ကျော်ရဲမှာရှိတဲ့လူပြိုအပြိုတွေကလည်းဘိုးအောင်မြတ်ဝိုင်းတွင်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ဟေ့ဟာဟန်ကြီးဘိုးအောင်မြတ်လည်းမတွေ့ပါလား။သူကမေးလိုက်ခြင်းကိုဟန်ကြီးကတော်တော်နဲ့ပြန်မဖြေပဲခဏကြာမှအော်ဟိုမှာလေမကြီးပင်ကြုံးမိပြီးထိုင်နေရလေကွာ။မင်းကလည်းဒါလေးတော့မတွေ့ဘူး။ဟာမင်းတော့အစားတွေ့လို့လား။ရှာကြည့်လို့တွေ့မှငါ့ကိုလာဟောက်နေ။ဟန်ကြီးကဆက်ပြေပြေလှုပ်နေပါတယ်။ အိုင်နောက်၄ယောက်သာဘိုးအောင်မြင်းနဲ့မင်းနီမွေးမှာထိုင်လိုက်ကြတယ်သူတို့၄ယောက်ကတော့မြောင်လောင်းကျော်တွေပဲဖြစ်ကြပါတယ်သူရဟန်ကြီးထူးအောင်အောင်ထေလင်းသူတို့၄ယောက်ကတော့ငယ်ငယ်ချင်းတွေပဲဖြစ်ကြပါတယ်သူတို့၄ယောက်ကရထဲရထဲမှာဆိုရင်လေတာရေးနာရေးတွေရှိရင်ထိတ်ဆိုးအောင်ဥဆောင်ပြီးလောက်ကန်ပေးကြတယ်ငွေကြီးတပြားတစ်ချပ်မှမယူပဲခုခေတ်လိုပြောမယ်ဆိုရင် စေနာဝန်ထမ်းတွေပဲဖြစ်ကြပါတယ်အသာအစားလောင်းကစားလုံးဝမရှိကြပါဘူးအကျဉ်းဆိုးတစ်ခုပဲရှိပါတယ် အဲ့ဒီအကျင့်ဆိုတော့နေရာတကာဆက်စုတက်ခြင်းပဲဖြစ်ပါတယ်။ဟိုနားအပြင်းကြီးမှာတရဲ6ပြီဟေးဆိုရင်ထိတ်ဆုံးကသွားဆက်စုကြတယ်။ရုပ်စောအားဆုံးလှဲမောက်လို့တည်တဲ့နေရာကိုညာရင်မင်းကြီးသွားရောက်ပြီးတရဲ6တလားလို့ဆက်စုတက်တဲ့သူတွေပဲဖြစ်ပါတယ်။အော်ငါမျိုးလေးလေးယောက်တောင်ရောက်လာပြီပဲ။ဘိုးအောင်မြမသူသားတို့ကိုတွေ့ပြီးတော့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်။ဟုတ်ဘူး။တို့တို့ကောင်းကင်လေးတွေလွတ်သွားပြီလား။မလွတ်ပါအောင်မောက်ထူးအောင်ရေ။ဘိုးကမျိုးတို့လေးယောက်မလာသေးလို့ဘာမှမပြောရသေးတာ။ဟုတ်ဘူး။ ကျုပ်တို့ဘိုးရဲ့ကိုရီးဖြစ်ရဲ့မှန်လေးတွေပြောပြပါအောင်ဗျဒီတကါတော့အောင်ထီလင်းကပြောလိုက်ခြင်းပဲဖြစ်ပါလေကောင်းပါပြီကွယ်ဒီတကါဘိုးပြောပြမဲ့ကိုထွေးဖြစ်ရဲ့လေကဒီလိုကွယ်ဘိုးအောင်မြတ်တယောက်နွားစာတွေဆင်းနေပါလေအဲ့ဒီခိုင်သူ့ရဲ့တငယ်ချင်းဖြစ်သူကြော်မောင်ရောက်လာတယ်အောင်မြတ်ရေအောင်မြတ်ဘိုးအောင်မြတ်လည်းနွားစာဆင်းနေရနေရက်သွားပြီးအင်းရှိဝိုင်ဝါမောင်အော်ခေါ်နေတဲ့သူအသေးချာလှမ်းကြည့်လိုက်ပါလေအော်ခေါ်နေတဲ့သူကတော့သူ့ရဲ့ငယ်တငယ်ချင်းဖြစ်သူကြော်မောင်ပဲဖြစ်ပါလေ အင်းအောင်ကျော်မလာလေဘယ်နဲ့ဝိုင်းဝါအော်နေတာလေကျော်မကလည်းဝိုင်းတွင်းကိုဝင်လာကအိမ်မြောက်ဖက်ကိုကိုဘီနီအောက်မှာရှိတဲ့ကိုပြစ်လေးဘုံထိုင်လိုက်ပါတယ်ခေါင်းပေါ်မှာဝါခမကိုချုပ်ခါရက်ခတ်နေပါတယ်ဘိုးအောင်မြက်လေးအကျန်းရည်နဲ့လက်ဖက်တော့ပုဂံနေကိုယူကကျော်မောင်ရှိကိုချပေးလိုက်တယ်ကဲကျော်မောင်အမောပြေလက်ဖက်ကလေးစားအကျန်းရည်လေးလည်းတောက်လိုက်အောင်ပြီးမှလိုင်းရိတ်ကိစ္စကိုစိုးကွာကျော်မောင်ကလက်ဖက်တော့တစုံစားပြီးရင်နှီးကိုတပူပူမှုတ်တော့နေပါတယ်ပြီးရနောက်လိုင်းရိတ်ကိစ္စကိုစိုးပါတယ် ဒီလိုกว่าအောင်မြင်ရမင်းဟိုဘက်ရွာဒေါ်တင်စိန်ကိုသိတယ်မလားဒေါ်တင်စိန်ဆိုတာဟိုတလို့ပိုးထီလို့ဆုံးသွားတဲ့အောင်မောင်းရဲ့မိန်းမလားအေးกว่าဟုတ်တယ်ဘာဖြစ်လို့တော့ကြော်မောင်းอ่ะအောင်မောင်းကအစိမ့်တယ်ဆိုတော့မကြုတ်ဘူးဟေဒေါ်တင်စိန်တို့အိမ်ကိုလည်းမကြခနာဆိုသလိုလာရဲတယ်กว่าလာတိုင်းလဲမိန်းမရေတမီးလေးရေဆိုပြီးအော်ခေါ်နေတာတဲ့ဒေါ်တင်စိန်တို့ခမလည်းစားကောင်းရင်မစားရအိတ်ကောင်းရင်မအိတ်ရနဲ့နေတိုင်းလိုလိုမျက်ရည်နဲ့မျက်ခွားกว่าမင်းတို့ကအမြရပါလေမဝေဘူးလားกว่าဟာ အမြဝေတာမှာနှစ်ခါတော့ရှိပြီကွအဲ့ဒါကိုမကြွတာမင်းကအဲ့ကိစ္စကိုပြောချင်လို့လာတာလားကွမဟုတ်ဘူးကွအမောင်ကအမြဝေလည်းမကြွတော့သူဘာဖြစ်ချင်လဲဘာလို့အစွဲလန်းကြီးနေတာလဲဆိုတာငါတို့ကမသိတော့ရွာလူတွေနဲ့ဒေါ်တင်စိန်တို့အိမ်ပေါင်းပြီးတော့ဆရာတယောက်ပင်းလိုက်တယ်ကွအဲ့ဆရာကရွာမှာနှက်ဝင်တယ်ရှိလားလို့မေးတော့ငါတို့ကလည်းမရှိဘူးလို့ဖြေလိုက်တယ်အဲ့ဒါဆိုရင်တတိကောင်းကောင်းနဲ့တနင်္ဂနွေသားနှစ်ယောက်ရှာပေးဆိုတာနဲ့ငါကမင်းကိုပြေးမြင်တာဟေးအခုလာရင်ကိစ္စကမင်းကိုလာခေါ်တာ မင်းတို့ရမှာတနင်္ဂနွေသားတွေမရှိတော့ဘူးလားကွာဟဲ့အောင်အောင်မြတ်ဟိုစီကဘာလို့မမှန်မသိတော့မလိုက်ရဲကြဘူးကွာလိုက်မယ်လို့တော့လေမိဘတွေကခွင့်မပြုကြဘူးလေအေးပါ နောက်တစ်ယောက်ကဘာတူလဲမင်းတို့ရွာအာကြီးပဲလေဟဲ့ကောင်ရအာကြီးကအာပဲရှိတာဒါကြောင့်လဲတရွာလုံးကအာကြီးဆိုပြီးတော့နမဲပြောင်ပေးထားတာဘောကွာဟုတ်လားအဲ့ဒါမှကွာပဲကွာဆရာကြီးကနှစ်ယောက်ရှာခိုင်းတာကွာဒီလိုလောက်ကွာမင်းရဲ့ငါရဲ့ဟိုဘက်ရွာကိုသွားမယ်မင်းပြောတဲ့ဆရာကြီးကိုတယောက်တည်းရလာလို့အရင်မေးလိုက်မယ် မရရင်လည်းငါးပါးကူရှာပေးမယ်။ပြီးရနောက်ဘိုးအောင်မြင်းနဲ့ကျော်မောင်တို့လည်းရှားဆောင်ကန်ကြီးရွာကိုလှဲနဲ့ထွက်လာခဲ့လိုက်ပါတယ်။လှဲနဲ့သွားတာဆိုတော့ဘလောက်မှမကြောက်ဘူး။နေခင်းနှစ်နာရီလောက်ကြာရွာကိုရောက်ပြီးဘိုးအောင်မြတ်တို့လည်းရွာလူကြီးအိမ်မှာဆရာကြီးတဲတယ်ဆိုလို့ရွာလူကြီးအိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ဖြို့တကြီးတကြီးဟေးကျော်မောင်လားကွာလာလေအိမ်မော်တက်ခဲ့ဘိုးအောင်မြင်းနဲ့ကျော်မောင်တို့ကလည်းတကြီးအိမ်မော်တက်ခဲ့လိုက်ပါတယ်။ ဖျားစင်အရှိမလွယ်ရီတလုံးကိုဘေးမှချပြီးထိုင်နေတဲ့လူကြီးကိုဘိုးအောင်မြတ်တယောက်အကဲခတ်နေပါတယ်။သူ့ရဲ့ရှိမှလည်းရှားဆောင်ကန်ကြီးပါတကြီးကထိုင်နေပါတယ်။ကဲကဲကြုံမလာထိုင်အောင်မြတ်အမောပြေအကျန်းကြီးလေးတောက်ကွာဟုတ်ကဲ့တကြီးအောင်မြတ်မင်းလည်းအောင်မောင်းကြောင့်တီးပြီးလောက်ရောပေါ့ဟုတ်ကဲ့တကြီးကျုပ်တည်တည်လောက်တော့တီးပြီးပါပြီ။ဒါနဲ့ကြုံမမင်းကိုနှစ်ယောက်ရှာခိုင်းလိုက်တာလေဘလို့ဖြစ်ပြီးအောင်မြတ်တယောက်ထဲလေးဟာကျန်တဲ့တယောက်ကရှာလို့မရလို့တကြီးရဲ့ အဲ့ဒီခါအိမ်ယူကမှထိုင်နေတဲ့ဥရိယောကောင်းကောင်းနဲ့လူရဝင်ပြောလိုက်ပါတယ်ရပါတယ်တကြီးဒီတငယ်တယောက်ထဲနဲ့တင်ရပါတယ်ဟုတ်ကဲ့ဆရာကြီးဆရာကြီးရရင်လည်းရပါတယ်ကဲဒီရောက်မအောင်မြတ်နော် ဟုတ်ကဲ့ဆရာကြီးကျုံနာမည်အောင်မြတ်ပါဟုတ်ပြီကျုပ်ကတော့ဥတီပါလို့ခေါ်နိုင်တယ်မောင်ရင်ရောခေါ်ခိုင်းလိုက်တာကတင်ညာအရှင်မမက်ခွဲဝါဟုတ်ပြီမီအောင်မောင်ကဘာလို့အစွဲလန်းကြည့်ပြီးတော့မကျွနိုင်ရတာလဲဆိုတာမေးဖို့ပဲဗျာအဲ့ဒီခါဘိုးအောင်မြတ်ကအနေငယ်များတော့လန့်သွားပါတယ် ငယ်စဉ်ကလေးကမဖဲဝါဆိုတာကြာဘူးနားဝါပဲရှိခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။အခုကကိုယ်တိုင်ကြုံရတော့မေဆိုတော့အနေငယ်တော့လမ်းမိသွားပါတယ်။ဘလို့လဲမအောင်မြင်ရဲ့ကြောက်လို့လားမဟုတ်ပါဘူးဆရာကြီး။မဖဲဝါဆိုတာပုံမြင်တစ်ခုလိုပဲသိထားပြီးအခုကိုယ်တိုင်ကြုံရတော့မှဆိုတော့နည်းနည်းတော့လန့်သွားလို့ပါ။မလန့်ပါနဲ့မအောင်မြင်ရဲ့ဆရာကြီးမင်းကိုအဆောင်တစ်ခုပေးထားမယ်။အဲ့ဒီအဆောင်ကတရေတစေမြေဖို့ပိတ်တာဘယ်မကောင်းဆိုးရမှမောင်ကြီးရဲ့အနာကိုမကတ်နိုင်စရာဟုတ်ကဲ့အတင်ရေးပြီးလာခဲ့ရင်တော့ ငရေမီတမလောင်ကျွမ်းမှုသာပြင်ထားပြီးတော့ဟုတ်ကဲ့ဆရာကြီးကျုပ်ဘယ်ချိန်သွားမလဲဆိုတာကိုသာပြောပါညနေ9:00နာရီလောက်သွားခွင့်ပြီးတော့အောင်မောင်းကဘာလို့ဆွဲလန်းကြည့်ပြီးမကျိုးနိုင်တာလဲဆိုတာမေးခဲ့ဩတကြီးစံတပြေချက်နဲ့အမဲသားတမဲသားလောက်ရရင်လှုပ်ပေးထားစမ်းပါစံတပြေချက်ကတော့ရပါတယ်ဆရာကြီးအမဲသားကြတော့ဟာတကြီးရွာတော်မိုင်းကဒေါ်ကျင်များတို့အိမ်မှာအမဲပေါ်တယ်ဗျတကြီးဘာမှစိတ်မပူနဲ့ ပြီးတဲ့နောက်အမဲသားတပိတ်သားနဲ့စံတပြေချက်ကိုညနေ9:00နာရီလောက်ကြာချက်လိုက်ကြပါရဲ့အကုန်လုံးအစင်းသင်းဖြစ်တဲ့အခါမှာဘိုးအောင်မြက်ကိုဆရာကြီးဥတီပါမှမြက်ကွင်းစေကွင်းပေးလိုက်ပါရဲ့အစအောင်လို့ခေါ်တဲ့ကျိုးနီလေးကိုလည်းလက်မောင်းမှချီပေးလိုက်တယ်ည9:00နာရီခန့်လောက်ဘိုးအောင်မြက်တယောက်ထမင်းတော်ထံကရှားသောငံကြီးရွာရဲ့ကြွာတင်းကြီးနဲ့ဝင်လာပါရဲ့ပြီးတဲ့နောက်ဂူကြီးကြီးပေါ်မှာစံတပြေချက်နဲ့အမဲသားတပိတ်သားကိုအောက်ကငပြောရွက်တွေခံပြီးတော့အပေါ်ကနေအကုန်လုံးပုံလိုက်ပါရဲ့ ဘိုးအမြတ်တယောက်မျက်ကွင်းဆေးကွင်းထားလို့နန္ဒဘဝတွေကိုတွေ့နေရပါတယ်အဝေးကနေလှမ်းကြည့်နေကြခြင်းပဲဖြစ်ပါတယ်မကြောက်တတ်တဲ့ဘိုးအမြတ်တောင်မှအနည်းငယ်ကြောက်ချင်လာတယ်ပြီးရနောက်ကြောက်စိတ်တွေကိုချက်ချင်းဖေကလှုပ်ရှားရှိတဲ့အလုပ်ကိုသာဆက်ပြီးတော့လုပ်နေပါတယ်ထမင်းရင်းတွေကိုပုံပြီးတဲ့အခါမှာဖလားတစ်လုံးနဲ့ကိုရေတွေခတ်ထည့်လိုက်ပြီးဂူဘော်ကိုတင်ထားလိုက်တယ်ဖျောင်းနိုင်ငယ်တစ်ချောင်းကိုလေဂူဘော်မှာထုံးထားလိုက်တယ်အရှိနေထွက် အနောက်နေဝင်တောင်တငါမြောက်တူဝင်တင်းညိုင်းတနေရာကို အပိုင်စားရတဲ့ကင်းညိုင်းရှင်မကြီးမဖဲဝါခမညာကျွန်တော်မောင်အောင်မြတ်မစားပွဲတောက်ပွဲတွေနဲ့ပြင့်ဖိတ်ပါရီရောက်ရရက်ကနေအမြန်ဆုံးကြွလန်းလာခဲ့ပါကင်းညိုင်းရှင်မကြီးခမညာဘိုးအောင်မြတ်လေးဆရာကြီးဥတီပါတင်ပေးလိုက်တဲ့အတိုင်းပြင့်ဖိတ်လိုက်တယ်တစ်ခါပြင့်မကြွသေးနှစ်ခါပြင့်သုံးခါပြင့်လေးခါမြောက်ကြတော့ဆွဲဆွဲငင်ငင်ဥလိုက်တဲ့ခွေးဥတန်ယူကြားလိုက်ရတယ်ဘိုးအောင်မြတ်လေးအစားရွာလေးကခွေးတွေဥတယ်လို့ထင်တာပါ ပြီးရနောက်တေချာနားထောင်ကြည့်လိုက်တဲ့အခါမှာတင်ညာရဲ့တွင်ဟာကြားနေရမှန်သိလိုက်ရတယ်။မကြပါဘူး။ခွေးဦးတန်ဟာတဖြည်းဖြည်းနီးလာပြီးတော့ဂူရီဘောကနေလာနေတဲ့မဖဲဝါကိုဘိုးအောင်မြတ်တရားတွေ့လိုက်ရတယ်။အရဲဆယ်ပြီလောက်ရှိပြီးတော့မျက်လုံးတွေကအကျဲရီတော်ပကံလုံးများအထိပြူးကျဲနေတယ်။မဖဲဝါရဲ့ခွေးနဲ့ကြော်ကလည်းနောဘောက်တကောင်လက်ကိုထွားကျိုင်းလာတယ်။ဂူပေါ်မှာခြားထားတဲ့ထမင်းဟင်းတွေကိုမဖဲဝါတစ်ချက်များကြည့်ပြီးစောင်းကြောင်ထိုင်ကစားနေပါတယ်။နဲ့ကြော်ကလည်းအမဲရိုးတွေကိုခြားကျွေးနေတယ်။ စားတော့ပြီးသွားလို့ရေတောင်းနေစဉ်ဘိုးအောင်မြတ်ကိုကြည့်လိုက်တယ်ဟဲ့အောင်မြတ်ငါ့ကိုခေါ်တာဘာလို့ဖို့လဲဒီလိုပါတင်းချမ်းရှင်မမဖဲပါအခုရွာမှာပိုးထီလို့ဆုံးသွားတဲ့အောင်မောင်းဆိုတဲ့လူရှိပါတယ်သူကအမြဝေတော့လည်းမကြွပါဘူးအဲ့တော့ဘာလို့ဆွဲလန်းပြီးတော့မကြွတာလဲဆိုတာမဖဲပါသိရင်ပြောပြပေးပါအောင်မောင်းကပစ္စည်းကိုဆွဲလန်းနေတာဟဲ့သူမြုပ်ပြီးတော့ဖတ်ထားတဲ့ပစ္စည်းတွေကိုသူ့ရဲ့မိသားစုသိသိချင်းလို့ညာတိုင်းလာနေတာဟဲ့ဒါ ਉਹ နေတော့အောင်မောင်းက၆တယ်ထင်နေကြတာ ဟုတ်ကဲ့ပါတင်ញိုင်းရှင်မကြီးဒါနဲ့အောင်မောင်းကသူ့ရဲ့ပစ္စည်းတွေဘယ်မှာမြှောက်ထားတာပါလဲခင်ဗျသူတို့ဝိုင်းရဲ့အနောက်မြောက်ထောင်ဘက်မှာကျက်စုပင်ကြီးရှိတယ်အဲ့ပင်ခြေကနေတောင်ဘက်ကိုဆယ်လမ်းလျှောက်ဆယ်လမ်းပြင်အဲ့ညာကိုတူးလိုက်မင်းတို့တွေ့လိမ့်မယ်ပြီးတော့ပစ္စည်းတွေကိုထုခွဲရောင်းချပြီးအောင်မောင်းတို့အမျှဝေလိုက်သူကျွတ်လိမ့်မယ်မဖဲဝါအဲ့လိုပြောသွားပြီးဂူရီပေါ်တွေ့ရွေ့ပြန်သွားပါတယ်ဘိုးကမြန်လေဆရာကြီးဥတီပါစီကိုပြန်လာခဲ့တယ်ဆရာကြီးဥတီပါမအေးသေးပဲနဲ့ ိုးအောင်မြတ်ကိုစောင့်နေပါတယ်။ဘိုးအောင်မြတ်လည်းမဖေးဝါပြောလိုက်တဲ့အတိုင်းအကုန်ပြန်ပြောပြလိုက်ပါတယ်။ဒါဆိုဘိုးကမဖေးဝါကိုမြင်မှုတယ်ပေါ့နော်။မြင်မှုတာပေါ့မောင်သူရရဲ့။အော်ဘိုးလည်းဆရာကြီးဥဒီပါကိုမဖေးဝါပြောလိုက်တဲ့အတိုင်းအကုန်ပြန်ပြောလိုက်တယ်။နောက်တနေ့ကျပစ္စည်းတွေရလို့ထုခွဲရောင်းချပြီးတော့အောင်မောင်အတွက်အလူဒန်းလုပ်ပြီးတော့အမြပေးဝေလိုက်တယ်။နောက်တော့အောင်မောင်တယောက်ချွတ်သွားတယ်နဲ့တူပါတယ်။၆တာလန်းတာတစ်ခါမှမဖြစ်တော့ဘူး။သူရလို့လေတကောင်ကြက်တုံမှာပြန်သွားကြပါတယ် သူတို့ရဲ့ခေါင်းထဲမှာလည်းမဖေးဝါအတွေ့အကြုံမြင်မြင်စိတ်တွေဟာတဖြည်းဖြည်းကြီးထွားလာပါတယ်။အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့သူရာနဲ့မဖေးဝါတွေ့မှုရဲ့ဘဝအမြဲဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ချင်း။နားစင်အားပေးခဲ့ကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။